ဝမ်ချမ်ပီယံရှစ်ရဲ့ရာပြည့်ပွဲမှာထိုသက်ဖို့ထိုင်းနိုင်ငံကိုရောက်ရှိနေပြီဖြစ်တဲ့စူပါအေဂျန်သုံးဝက်သက်ရှုံးကနေအကောင်းဆုံးသင်ငန်းစာယူရတော့မယ်မြန်မာဖိုက်တာတမ်မနီဆိုလင်ဦးရှုံးဝဲမရှိဂျပန်ဖိုက်တာကိုဘဲဥခွဲပြပြီးချမ်ပီယံဖြစ်လာနိုင်တဲ့အစွမ်းအစတွေကိုပြသခဲ့တဲ့ချင်းတိုင်းသားဖိုက်တာလေးဂျော့ရှွာဘန်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Night Story Entertainment Facebook နဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ မြန်မာပေးသက်တွေစိတ်ဝင်တစားစောင့်မျှော်အားပေးကြတဲ့ချင်းတိုင်းသားဖိုက်တာလေးဂျော့ရှွာဘန်နဲ့ဂျပန်ဖိုက်တာဆူရူရာတို့ရဲ့ပွဲစဉ်ကပေးသက်တွေကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီးယင်းတထိတ်ထိတ်နဲ့ရန်ကိုကြည့်လို့ကောင်းခဲ့တာပါပထမချီစတာနဲ့ဂျပန်ဖိုက်တာဆူရူရာကတန်းပြီးခြေတော့ဝင်ဆွဲခဲ့တာပါဂျော့ရှွာဘန်ကလည်းချက်ချင်းဆိုသလိုကောင်းကောင်းဒက်ဖန့်လုပ်နိုင်ပြီးရုံးထွက်ပြခဲ့ပါတယ်နောက်ထပ်5စက္ကန့်အကြာမှာပဲဆူရူရာကတိတ်တောင်းယူဖို့ကြိုးစားခဲ့ပြီးဘန်ဂိုတန်စကားဝိုင်းထိရောက်စီခဲ့ပါတယ် ဒါပေမဲ့လည်းထိရောက်တဲ့ချုပ်ကွက်ပုံပေါ်မှုမျိုးမလုံနိုင်ခဲ့ပဲဂျော့ရှွတ်ဘန်ကထက်မှန်ယုံထွက်ပြသွားနိုင်ခဲ့ပါတယ်ဂျော့ရှွဘန်က1 2တွဲလုံးတွေနဲ့တိုက်စစ်ဖွင့်လိုက်ခဲ့ပြီးမြစူရူရာကပက်ပြင်းရင်အချိန်ဆွဲနေခဲ့တာပါဘလို့မှရှင်မထိုးနိုင်မှုဆိုတာစူရူရာအနေနဲ့ကြိုးတွက်ထားပြီးသားဖြစ်လို့2မိနစ်ကြာမှပဲ3ကြိမ်မြောက်တိတ်တောင်းလုပ်ဖို့ကြိုးစားခဲ့ပါတယ်ဘန်နီနဲ့ပထမချီမှာတိတ်တောင်းဒက်ဖန့်လုံရင်းနဲ့အချိန်ကုန်ခဲ့တာပါ ဗန်ရဲ့1 2တွဲလုံးတွေကိုစူရူရာရှောင်လွှဲလို့မရတဲ့ပြင်တစ်ချက်တစ်ချက်ထွက်လာတဲ့ခြေကန်ချက်တွေကိုလည်းတတိထားပြီးရင်ဆိုင်နေရတာတွေ့ရပါတယ်။၃မိနစ်အတွင်း၄ချိန်တိတ်တောင်းလုပ်ခဲ့တဲ့စူရူရာရဲ့ကစားကွက်ကအရန်ကိုတိတာနေပြီးဂျော့ရှယ်ဘန်အတွက်တော့အေးဆေးကာကွယ်နိုင်ခဲ့တာပါ။နောက်ဆုံးမိနစ်မှာဂျော့ရှယ်ဘန်တယောက်လဲကျသွားခဲ့လို့အနေငယ်တော့စိုးရင်မိခဲ့ပါတယ်။သူရူရာကအပေါ်ကနေအပြေးဝဖိထားရကနေဘက်ပိုဇီရှင်ယူဖို့ကြိုးစားလာခဲ့ပြီးမှဘန်တယောက်အကောင်းဆုံးရုံးထွက်ပြီးကောင်နာကစ်ကျွေးခဲ့တာပါ။ ကရင်ကောင်နာထိုးချက်တွေလှုပ်ဖြစ်ခဲ့သလိုသူရာရဲ့လက်သီးထိုးချက်တွေကလည်းတစ်ချက်တစ်ချက်ထွက်လာပြီးဂျော့ရှယ်ဘန်ကို အထိနာစေခဲ့ပါတယ်။ဒါပေမဲ့စိုးရင်ရလောက်တဲ့နေသားမျိုးတော့မဟုတ်ခဲ့ပါဘူး။ဘန်ရဲ့အခြေခံချက်ပြီးနောက်ဆုံးစက္ကန့်20အတွင်းမှာလဲစူရူရာကထပ်ပြီးတိတ်တောင်းယူခဲ့ပြန်ပါတယ်။ဥက္ကဲ့နေရာကနေအခွာမှာဂျော့ရှယ်ဘန်ရဲ့တံတောင်ရိုက်ချက်ကိုစူရူရာတယောက်ခံစားလိုက်ရပါတယ်။ ပထမချီမှာဗန်ရဲ့ကောင်းတာလက်သေးတွေကအမက်ရခဲ့တယ်လို့စူရူရာရဲ့တိတ်တောင်းယူမှုတွေကလည်းအမက်ယူနိုင်ခဲ့လို့ပထမချီကဘယ်သူသားလဲပြောရရင်နည်းနည်းခတ်ပါတယ်ကျွန်တော်တို့ကဂျော့ရှွတ်ဘန်ရဲ့ပိသက်တွေဖြစ်လို့ပထမချီမှာဂျော့ရှွတ်ဘန်ကိုနည်းနည်းအသာပေးလိုက်ပါမယ်။ပြိုင်မဲ့ဖိုက်တာဆူရူရာအနေနဲ့တကယ်စိတ်ပြတ်ဖို့ကောင်းလောက်အောင်တိတ်တောင်းခဏခဏလှုပ်တာတွေ့ရပြီးဒုတိယအချီဆက်ဆက်ချင်းမှလည်းတိတ်တောင်းယူဖို့ကြိုးစားလာပြန်ပါတယ်။ အဲ့ဒီချိန်မှာဆူရူရာကဘန်ကိုလက်ပြီးကင်ပေါက်ခဲ့ပြီးမဲ့ဘန်တယောက်လွတ်ထွက်ပြီးချက်ချင်းယုံထွက်နိုင်ခဲ့ပါတယ်ပြောလို့မှမဆုံးသေးဘူးဆူရူရာကထက်မှန်တိတ်တောင်းယူပြီးဘက်ပိုဇီရှင်ရဖို့ကြိုးစားခဲ့ပြန်ပါတယ်တကယ်ကြောက်စရာအကောင်းဆုံးအကွက်ကတော့ဘန်ရဲ့လက်ကိုဆွဲပြီးဂျူရိုအကွက်သုံးခဲ့တာကြီးကြောင့်ဂျော့ရှွတ်ဘန်တယောက်ထင်မဲ့မထားတဲ့တိတ်တောင်းလှုပ်ခံလိုက်ရပြီးတော်တော်လေးယုံခံလိုက်ရပါတယ် ဂျော့ရှယ်ဘန်ရဲ့ဒက်ဖန်ပိုင်းနဲ့ရုံးထွက်နိုင်တဲ့အကွက်တွေကြောင့်ဘက်ပိုဆေရှင်မပေးခဲ့ရတာကသူ့ရဲ့အတွေ့အကြုံလို့ပြောရမှာပါဒုတိယချီမှာလည်းဆူရူရာကတိတ်တောင်းတွေခဏခဏလုတ်ခဲ့တယ်လို့ဂျော့ရှယ်ဘန်ကလည်းကောင်းကောင်းရုံးထွက်ပြနိုင်ခဲ့ပါတယ်ဂျော့ရှယ်ဘန်ရဲ့ညာဖြောင့်လက်သီးတွေတံတောင်ရိုက်ချက်တွေကလည်းထိရောက်ပေမဲ့ပါဝါအားနည်းနေခဲ့လို့ပွဲမပြတ်နိုင်ခဲ့ပါဘူးနောက်ဆုံးစက္ကန့်30အတွင်းမှာဂျော့ရှယ်ဘန်ရဲ့ဒူးတိုက်ချက်ကောင်းခဲ့ပြီမဲ့ဆူရူရာရဲ့နောက်ပြန်ရိုက်ချက်လည်းပြန်ထိခဲ့ပါဗျာ ဒုတိယအချိန်မှာတော့တိတ်တောင်းပို့လုံနိုင်ခဲ့တဲ့ဆူရူရာကအနည်းငယ်ပိုတာတယ်လို့ထင်ရပါတယ်။ဂျပန်ဖိုက်တာဆူရူရာအနေနဲ့ပထမအချိန်နဲ့ဒုတိယအချိန်အတွင်းမှာတိတ်တောင်းစုစုပေါင်း၁၀ကြိမ်နဲ့အထက်ကြိုးစားခဲ့ပြီးတကယ့်ကိုစိုးရင်ရောက်လောက်တဲ့အနေထားမျိုးရောက်အောင်ဘန်ဂိုဖီးယားပေးနိုင်ခဲ့ပါတယ်။ကျွန်တော်တို့မျှော်လင့်ထားတာကတော့တိတ်တောင်းတွေလုံရင်ဆူရူရာတယောက်တတိယအချီမှာလုံးဝကုံသွားတာမျိုးကိုအလိုရှိခဲ့တာပါပထမအချီနဲ့ဒုတိယအချီကတယောက်တချီစီအသာစီးရနေတာဖြစ်လို့တတိယအချီကအဆုံးဖြတ်ဖြစ်လာမှာတော့သိကြပါဗျာ တတိယချီမှာလေထုံးစံတိုင်းစူရူရာကဆွဲဖို့ကြိုးစားခဲ့ပြီးမယ်ဘန်ကကာကွယ်သွားနိုင်ခဲ့ပြန်ပါလေစူရူရာဝင်ဆွဲတဲ့အချိန်ဘန်ရဲ့ဟမ်မာဖေးလက်တီထုချက်တွေမိပြီးဆက်မဆွဲနိုင်ပဲလွတ်ပေးခဲ့ရတာပါတတိယချီ2မိနစ်ခန့်မှာဘန်ရဲ့ပန်ကေကာလိုဘလိုထီသွားခဲ့လို့ဒိုင်ကခဏနားပေးခဲ့ပါတယ်တတိယချီရဲ့အနားယူချိန်2မိနစ်နဲ့15စက္ကန့်ပြည့်သွားတဲ့အချိန်မှာလေစူရူရာကခြေဆွဲဘန်ကလက်တီနဲ့ထူရင်းဒက်ဖန်လို့အဲ့ဒီအချိန်မှာစူရူရာတက်လုံတော်တော်လေးကြတာကိုတွေ့ရပါတယ် သူရာကရီသုံးလက်မလောက်တာနေတာဖြစ်လို့ဘန်နေနဲ့တတိထားရင်1 2တွဲလုံးတွေထုတ်သုံးခဲ့တာပါအဲ့ဒီအချက်တွေကဒီထက်သာနည်းနည်းလေးပါဝါများခဲ့ရင်အလဲထိုးနဲ့နိုင်သွားနိုင်ပါတယ်ဂျော့ရှယ်ဘန်ရဲ့ပန်ကစ်တွေကနောက်ပိုင်းမှာတော်တော်လေးထိရောက်လာခဲ့ပြီးဆူရူရာရဲ့အားနည်းချက်ကိုတတိယအချီမှာတွေးရှိသွားပုံရပါတယ် ထမအချိန်နဲ့ဒုတိယအချိန်မှာဂျော့ရှွာဘန်ယောဆူရူရာပါဟာကွက်မရှိအကောင်းဆုံးထိန်းကစားနိုင်ခဲ့ပါတယ်။တတိယအချိန်မှာတော့ပွဲအတွေ့အကြုံနဲ့နီးစနစ်ပိုင်းကစကားပြောလာတာကိုတွေ့ရပါတယ်။နောက်ဆုံးမိနစ်ထဲမှာဂျော့ရှွာဘန်ရဲ့ပန်ကေကြောင်ဆူရူရာအတော်လေးအထိနာသွားခဲ့ပါတယ်။အဲ့ဒါကိုညံများပြီးလိုးပလိုထိတယ်ဆိုပြီးအချိန်ဆွဲခဲ့ပြီးမဲ့ဒိုင်းကချက်ချင်းပြန်ထိုးစီခဲ့တာပါနောက်ဆုံးပွဲပြီးကနေမှဘန်ရဲ့ဘေဝိုက်လက်သီးနဲ့ပန်ကစ်ထက်ထိခဲ့ပြီးမဲ့ဆူရာတယောက်ပွဲပြီးသွားလို့တက်တာရရသွားခဲ့တာပါ ွဲစာဆုံးချုံကုံသုံးသက်ရမယ်ဆိုရင်ဂျော့ရှွတ်ဘန်ရဲ့တိတ်တောင်းဒက်ဖန့်ပိုင်းတွေကရန်ကိုကောင်းမွန်ပြီး1-2တွဲလုံးတွေနဲ့ပန်ကစ်တွေကထိရောက်ခဲ့ပါတယ်။အာနေတာကအလဲထုပါဝါမျိုးမတွေ့ရသေးတာတခုပါပဲ။နောက်ထပ်ပိုပြီးတိုးတက်လာစီဂျင်နာက ground mine ကိုလည်းပြိုင်ပွဲရဲ့အနေထားပေါ်ကြည့်ပြီးအသုံးချနိုင်စီဂျင်ပါတယ်။ သူရာကတော့တိန်တောင်းပြီးရင်တိန်တောင်းလုံနိုင်ပြီးသူ့ရဲ့ ground mic skill ကိုလည်းယုံကြည်မှုအပြည့်အဝရှိနေပုံရပါတယ်။ဒါပေမဲ့လည်း Joshua Ban ကိုအထိနာသွားစေလောက်တဲ့ပွဲမျိုးပွဲဖြတ်နိုင်လောက်တဲ့အနေအထားမျိုးကိုဆွဲခေါ်မသွားနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ဒိုင်၃ယောက်လုံးက Ban ကိုပဲတသက်မှတ်ထဲအနိုင်ပေးခဲ့တာပါ။ ဂျော့ရှာဘန်နီနဲ့ UFC မှာပထမဆုံးမြန်မာအလံယူဆောင်လာခွင့်ရတဲ့ပွဲမှာကျောင်းဝင်းမရှိဂျပန်ဖိုက်တာကိုဘဲဥခွဲပြစ်အနိုင်ယူလိုက်တာကမြန်မာပြည်သက်တွေအတွက်ရန်ကိုပျော်ရွှင်စေခဲ့ရတာတော့သိကြပါဗျ။ဒါကြောင့်ဂျော့ရှာဘန်နီနဲ့နောက်လာမယ့်ပွဲစဉ်တွေမှာဒီထက်ပိုကောင်းတဲ့ပွဲစဉ်မျိုးတွေထိုးသက်နိုင်မှာသေးလို့ဆုတောင်းပေးလိုက်ပါဗျ။ မြန်မာဖိုက်တာဆိုလင်ဦးနဲ့ရုရှားဖိုက်တာဒမီထရီကော်တွန်တို့ရဲ့ပွဲစဉ်ကပိတ်သက်တွေကိုဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။ဒီကကတော့ဆိုလင်ဦးရဲ့ရုံအားတိုးအားတွေကြောင့်ပဲပွဲကပိုပြီးမြိုင်ဆိုင်ခဲ့တာပါ။မှန်တိုင်းဝင်ခံရရင်ဒီပွဲမှာဆိုလင်ဦးကိုအများကြီးမျောလင့်ခဲ့ပေမဲ့ထင်သလိုတော့ဖြစ်မလာခဲ့ပါဘူး။ပွဲစတာနဲ့ဆိုလင်ဦးကတိုက်စစ်လိုက်ခဲ့ပေမဲ့ပြိုင်ဘက်ကို ထိရောက်တဲ့ထိုးချက်မျိုးလုံးဝထွက်မလာခဲ့ပါဘူး။ဒမီထရီကော်တွန်ရဲ့ထောက်လက်သီးတွေခြေကန်ချက်တွေကစိုးကြီးကိုအထိနာစေခဲ့တာပါ လက်တံပိုရှည်တဲ့ကော်တွန်ကအကွာဝေးထိမ့်ပြီးပွဲကိုနီးစနစ်ကြကြချင်းကက်ခဲ့တာပါသူကြီးကပြိုင်မက်ကိုရင်ဆိုင်ထိုးခဲ့ပေမဲ့ကော်တွန်၄ချက်သူ၃ချက်အနေထားမျိုးဖြစ်နေပြီးပထမချီမှာဒမီထရီကော်တွန်ရဲ့ဘော်ဒီကန်ချက်၅ချက်ထက်မနည်းခံခဲ့ရပါတယ်ပထမချီမှာတော့ဒမီထရီကော်တွန်ကအပြတ်သက်အသာရခဲ့တာပါဒုတိယချီမှာဆိုလီယွန်အင်းနဲ့ပိုပြေးအရှိန်တင်ကစားခဲ့ပြီးမဲ့ဒမီထရီကော်တွန်ကတော့ညာထောက်လက်သီးတွေခြေကန်ချက်တွေနဲ့အကွာဝေးထိမ့်ပြီးကစားသွားခဲ့ပြန်ပါလေ ဆိုလင်ဦးရဲ့အထကိုသဘောပေါက်နေတဲ့ဒမီထရီကော်တွန်ကအတက်နိုင်ဆုံးခွာကစားသွားခဲ့တာပါဒုတိယချီမှာဆိုလင်ဦးအနေနဲ့လက်တီထိုးချက်တွေမြိုင်မြိုင်ထွက်လာခဲ့ပေမဲ့သိပ်ပြီးပါဝါမပါသလိုဖြစ်နေလို့ထိရောက်တဲ့ထိုးချက်မျိုးသိမ့်မတွေ့ခဲ့ရပါဘူးဒါပေမဲ့ပြိုင်ဘက်ကော်တွန်အကွက်ပြောက်သွားတာကိုတော့လက်ခံရမှာပါ။စူဂျီဝင်တိုးလာရင်ဒမီထရီကော်တွန်ကပူတွဲပစ်လိုက်ပြီးပွဲချိန်ချပစ်တာကိုတွေ့ရပါတယ်။ဒမီထရီကော်တွန်ကတရောင်ရိုက်ချက်ဒူးတိုက်ချက်တွေနဲ့အမှတ်ယူပြီး ဆိုလင်ဦးကတော့လက်သည့်အတိုထိုးချက်လေးတွေသာထွက်ခဲ့ပြီးထိရောက်မှုမရှိခဲ့ပါဘူး။ဆိုလင်ဦးရဲ့တစ်ချက်တစ်ချက်ထွက်လာတဲ့ပင်လက်သီးတွေကရုရှားဖိုက်တာကိုအထိနာစေခဲ့ပေမဲ့လဲကျသွားတဲ့အထိမစွမ်းဆောင်နိုင်ခဲ့ပါဘူး။ တတိယအချိန်မှာဆိုလင်ဟူကဒရက်ဆက်ဖိအားပေးနိုင်ခဲ့ပြီးပွဲချိန်ကအမြင့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ဒမီထရီကော်တွန်နေနဲ့စိုးရင်စိတ်အနေငယ်ဝင်ခဲ့ပြီးဆိုလင်ဟူရဲ့ထိုးချက်တွေအောက်မှာတိုင်ပတ်နေခဲ့တာပါ။ဆိုလင်ဟူထိုးခက်နေရသလိုမျိုးဒမီထရီကော်တွန်ထိုးခက်နေရရင်တော့အဲ့နေရာမှာမှောက်နေလောက်ပါပဲ။ဒီပွဲစဉ်မှာဗျူအာနဲ့နီးစနစ်ပိုင်းမှာတော့ဒမီထရီကော်တွန်ကအရန်ကောင်းတဲ့ဖိုက်တာတယောက်ဆိုတာညင်းလို့မရပါဘူး။နောက်ပိုင်းမှာတော့ဆိုလင်ဟူရဲ့ပါဝါလက်သီးကအနေငယ်အားပြော့လာခဲ့ပါတယ်။ ။ရိုင်မက်တွေကသူ့ရဲ့အထာကိုနှက်သွားလို့လည်းဖြစ်နိုင်တယ်လို့သူကိုယ်တိုင်လည်းအကြပိုင်းကိုရောက်လာလို့လည်းဖြစ်နိုင်ပါတယ်။ ဂိမ်းဘက်ကိုနောက်ပိုင်းပွဲတွေမှာထီထီမိမိထိုးနိုင်တာသိပ်မတွေ့ရတော့ပါဘူးဒီပွဲစဉ်မှာလည်းပထမအချီနဲ့ဒုတိယအချီတွေမှာဒမထရီကော်တွန်အသာစီးရခဲ့ပြီးဆိုလင်ဦးကတော့တတိယအချီမှာအသာစီးရခဲ့တယ်လို့ဆိုရမှာပါပထမအချီမှာကလေးကပြိုင်မက်ကိုထိုးခွင့်မရလောက်အောင်ကက်ဖို့သူ့အနေနဲ့ကြိုးစားခဲ့ပြီးမြဲပြိုင်မက်ရဲ့ထောက်လက်သည့်ခြေကန်ချက်တွေကြောင့်အနီးကပ်ထိုးသက်ပြီးပွဲဖြတ်ဖို့ခက်ခဲခဲ့ပါတယ်သူ့ရဲ့ viewer တကယ်အလုတ်ဖြစ်သွားတာကတတိယအချီလောက်မှဖြစ်မှာပါပထမအချီကလေးကသာအဆင်ပြေခဲ့ရင်တော့ဒီပွဲမှာဆိုလင်ဦးကနိုင်ကောင်းနိုင်သ ွားနိုင်ပါတယ်။တတိယချီနောက်ဆုံးအချိန်ပိုင်းခြားတွေမှာတော့ဒမီထရီကော်တွန်ရဲ့မျက်နှာမှာစွန့်ရည်စိတ်တွေဝင်ပြီးပွဲချိန်2မိနစ်လောက်သာထပ်ပြီးထိုးခွင့်ရခဲ့ရင်ပွဲကအလဲပြောင်းဖြစ်သွားနိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပွဲမဖြစ်နိုင်ခဲ့လို့ဆိုလင်းဦးအနေနဲ့အမှတ်နဲ့ရှုံးနိမ့်ခဲ့ရတာပါ။တိုင်း၃ယောက်လုံးကတော့ဒမီထရီကော်တွန်ကိုပဲအနိုင်ပေးခဲ့ကြတာပါ။နောက်ပိုင်းပွဲတွေမှာဆိုလင်းဦးအနေနဲ့ဒီထက်ပိုပြီးခက်ခဲလာနိုင်ပါတယ်။သူ့ရဲ့လက်သီးကိုတားဆီးဖို့ပြိုင်မဲ့တွေကရှာတွေ့သွားတော့ပါပြီ။ ဒါကြောင့်ပဲပြိုင်ပွဲအတွင်းမှာပြိုင်ဘက်ကိုအပြစ်မဖြတ်နိုင်ရင်အမှတ်နဲ့ရှုံးနိုင်သွားမှာတေချာနေလို့သူ့အနေနဲ့ကောင်းမွန်တဲ့ view အားချမှတ်နိုင်ဖို့အရေးကြီးနေပါပြီ။ပြိုင်ဘက်တွေနဲ့သုံးချက်တစ်ချက်ပဲထိုးခွင့်ရရင်တောင်ထိမိပြီးတိကျပြင်းထန်တဲ့တွဲလုံးမျိုးထွက်လာနိုင်အောင်ပြင်ဆင်ရမှာပါ။အဲလိုမှမဟုတ်ရင်တော့နောက်ပွဲတွေလည်းတိတ်ပြီးမလွယ်ကူပါဘူး။ ုဆိုရင်ဝမ်ချမ်ပီယံရှစ်မှာ၃ပွဲကိုအလဲထိုးနဲ့နိုင်ခဲ့ပေမဲ့ဒေါ်လာတသိန်းနဲ့စာချုပ်ရပြီးနောက်ပိုင်း၃ပွဲကိုအမတ်နဲ့ရှုံးနိမ့်သွားခဲ့တာဖြစ်လို့ပွဲရလက်ကတော့သိပ်ပြီးမကောင်းတော့ပါဘူး။ယင်လိုလှင်မြန်တဲ့တွဲလုံးတွေနဲ့အပါတဲ့ထိုးချက်မျိုးတွေပြန်မြင်တွေ့ရဖို့ခက်ခဲပေမဲ့တိုလင်းဦးကိုအားပေးတဲ့ပိတ်သက်တွေကဆက်လက်ပြီးအားပေးနေအောင်ပါ။ ။နောက်လာမယ့်ပွဲစဉ်တွေမှာလည်းအချုံးကနေအကောင်းဆုံးသင်ငန်းစာယူပြီးပိုကောင်းတဲ့ fighter တယောက်ဖြစ်လာဖို့ဆူတောင်းပေးလိုက်ပါရစေ။ One Champion ရှေ့ရဲ့ရာပြည့်ပွဲဖြစ်ကျင်းပမယ့်1 Friday Fight 100ပြိုင်ပွဲကြီးမှာတော့မြန်မာ fighter Super Yejen နဲ့ Rotten Yaofa စံကာတစ်တို့ကကိပောင်စဉ်ပွဲထိုးသက်သွားမှာပါ။စူပါပွဲစဉ်အတွက်စူပါအီဂျန်ကထိုင်းနိုင်ငံကို ရောက်ရှိနေပြီလဲဖြစ်ပါတယ်။ပေါင်စဉ်ပွဲလုံးဝရှုံးပွဲမရှိသေးတဲ့ဆန်ကာတစ်ကိုစူပါအီဂျန်ဘယ်လိုမျိုးနီးစနစ်တွေနဲ့အနိုင်ယူပြသွားမလဲဆိုတာစိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ နောက်ဗီဒီယိုမှာတော့ဆန်ငါသစ်နဲ့စူပါအီချန်နိုရဲ့ပွဲကြို၃သက်အချက်လက်တွေနဲ့ပြန်လာခဲ့ပါမယ်။ကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာ။ကျွန်တော်ကတော့ Night Story Entertainment ရဲ့ Pin 19ဆက်သူရဲ့ကိုပါ။